မင်္ဂလာပါခင်ဗျာ Revolut Baba News Channel ကနေပြီးတော့ AP လ2ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်ငလျင်တရင်ကတော့နေပြည်တော်ကိုဗဟုပြစ်ပြီးတော့ပြင်းအား၄.၈အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်သွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။အေပီလာတရက်နေ့ည9:58မိနစ်အချိန်မှာနေပြည်တော်ရဲ့မြောက်ဘက်38ကီလိုမီတာအကွာအနက်3.2ကီလိုမီတာကိုဗဟုပြစ်ပြီးတော့မြင်းငလျင်လှုပ်ခတ်သွားတယ်လို့သိရပါဗျ။အေပီလာတရက်နေ့ညနေ6:00အချိန်ကမှမြန်မာပြည်တွင်မန္တလေးမြို့ရဲ့အနောက်မြောက်ဘက်15ကီလိုမီတာခန့်အကွာမြေအောက်အနက်10ကီလိုမီတာကိုဗဟုပြစ်ပြီးတော့အင်အား Richter scale ငါးတက်မှသုံးကြအဆင့်ရှိတယ်။အတော်အသင့်အင်အားရှိတဲ့မြင်းကလေးတစ်ခုထပ်မံလှုပ်ခတ်ခဲ့ပြီးတော့မက်စလာ28ရက်နေ့ကငလျင်ကြီးလှုပ်ခတ်မှုရဲ့နောက်ဆက်တွဲမြင်းကလေးများလှုပ်ခတ်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းပလုံမြို့နယ်မှာလူငယ်များကိုပေါ်တာဆွဲငွေညှင့်နေတဲ့အုတ်ချုပ်ရေမှုခင်မောင်ဝဲကိုပြစ်ခတ်တိုက်ခတ်ရာ ပွဲချင်းပြီးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်ချ်လာ31ရက်နေ့မနက်7:00နာရီကမှပလောမျိုးအမတ်လေးရက်ကွက်အုပ်ချုပ်ရင်းမူခင်မောင်ဝင်းကိုတော်လိုင်းရဲဘော်များက၎င်းရဲ့နေအိမ်အတွင်းမှာဝင်းရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။တိတ်ဆုံးသွားတဲ့ခင်မောင်ဝင်းဟာအကြမ်းဖက်စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်လူငယ်များကိုစစ်မှုထမ်းရန်အတိအကျဖိအားပေးခိုင်းစေနေသူဖြစ်ပြီးတော့ချင်းချောင်းဝင်းကြီးချင်းများကိုလည်းဆက်လက်ပြီးတော့ဆောင်ရွက်နေသူဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်တော်လိုင်းပူပေါင်းအဖွဲ့များက၎င်းရဲ့လောက်ရများကိုရပ်တန့်ရန်အကြမ်းက င်းချင်းသတိပေးခဲ့တော့လေပူပေါင်းလိုက်နာခြင်းမရှိတဲ့အတွက်ပြစ်ခတ်ရှင်းလင်းတိုက်ခိုက်ခဲ့တယ်လို့ဘိတ်ခရအမတ်တဲ့တိုင်ရင်ကတောင်ရှိသူတို့ကရှင်းပြထားပါတယ်။ပလောမြို့နယ်အတွင်းမှာရှိတဲ့ရက်ကွက်ချေးရွာအုပ်ချုပ်ရေးမှူးများအနေနဲ့လူငယ်များကိုစစ်မှုထမ်းရန်အတင်းအကျပ်ဖိအားပေးခြင်းစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့ပြည်သူလူထုကိုချိန်ချောက်ခြင်းနိုင်ထက်စီနေပြုလုပ်ခြင်းများကိုပြုလုပ်ပါကဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဘိတ်ခရအမတ်တဲ့တယင်းကအတိပေးပြောဆိုထားပါတယ်။၎င်းတက်ခိုက်မှုကိုပြည်သူ့ကာကွယ်တပ်မတော်ဘိတ်ခရအမတ်တဲ့တယင်းနဲ့ကရင်အမျိုးသားကာကွယ်တပ် KNDO တယင်းခေါ်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ကပူးပေါင်းလို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းအရညီနောင်မဟာမိတ်၃ဘွဲ့ကငလျင်နောက်ဆက်တွဲကယ်ဆယ်ရေးလုပ်ငန်းများအများဆုံးထိရောက်စွာဆောင်ရွက်နိုင်ရတဲ့အတွက်တလတာတစ်ဖက်တအပြည့်ရလိုက်တယ်လို့ အေပီလတရက်နေ့မှာကြီးညာလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံတွဲမှာငလျင်နောက်ဆက်တွဲကယ်ဆယ်ရေးလုပ်ငန်းများအများဆုံးထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက်တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာများမှာထိုးစစ်များကိုပြုလုပ်မှာမဟုတ်ဘဲတလတာတဖက်တပ်အပြစ်ရလိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။ထုတ်ပြန်လိုက်တဲ့အချိန်ကစတင်ပြီးတော့ညီနောင်မမိတ်များနဲ့စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာများမှာ မိမိကိုမိမိခုခံကာကွယ်တဲ့တုံ့ပြန်မှုမျိုးကလွဲပြီးတော့မိမိတို့ဘက်က စတင်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကိုပြုလုပ်မှာမဟုတ်ပဲအေပီလာ၁ရက်နေ့ကနေ30ရက်နေ့အထိတလတာတစ်ဖက်သက်အပြစ်ခတ်ရဆဲလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်မက်စလာ28 29 30ရက်နေ့တွေမှာလှုပ်ခတ်ခဲ့တဲ့ Richter scale 9.9အဆင့်ရှိတဲ့အင်အားအလုံးပြင်းထန်တဲ့ငလျင်ကြီးတစ်ခုနဲ့နောက်ဆက်တွဲငလျင်ငယ်များကြောင်းစကိုင်းတိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်ပဲခူးတိုင်းနဲ့နေပြည်တော်အပအဝင်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့နေရာဒေသအများပြားမှာပြည်သူလူ ူးများစွာတို့ရဲ့အသက်အိုးအိမ်စီးစိမ်အိမ်မွေးတရိတ်ဆန်းများလူနေအိမ်များတိုက်တာအဆောက်အအုံများစာတင်ကြောင်းများဆေးရုံကြေးလက်ဆေးပြေကများ ဖះเจ้าကံဇေဒီပထုံးမြောင်ဗလီများအပါဝင်သောတနိကအဆောက်အုံများတံမုံမဖြတ်နိုင်နဲ့ရှေးဟောင်းရင်ကျဲမှုအမွေနဲ့မြောင်များစွာပြက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။ဒါကြောင့်ညီနောင်မဟာမိတ်သုံးဘွဲ့အနေနဲ့ငလျင်နောက်ဆက်တွဲအခြေအနေများကိုအလေးနဲ့ထားပြီးတော့စောင့်ကြည့်လေ့လာပြီးတဲ့နောက်ငလျင်ဒဏ်သင့်တဲ့မျိုးများမှာအရေးပေါ်ကုညီကယ်ဆယ်ရေးရှာဖွေရေးလုပ်ငန်းများကိုလှုပ်ဆောင်လျက်ရှိကြတဲ့ပြည်ရင်းပြည်ပကကုညီကယ်ဆယ်ရေးစေတနာဝန်ထမ်းများစိတ်လက်ကြီးသားစွာလုပ်ကင်နိုင်စေရန်နဲ့ငလျင်ဒဏ်သင့်တဲ့ပြည်သူများအထွတ် အရေးတကြီးနဲ့အရေးပေါ်ချက်ချင်းလိုအပ်လျက်ရှိတယ်။လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများကိုအမြန်ဆုံးထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အထူးလိုလားကြောင်းကြေညာချက်မှာဖော်ပြထားကြောင်းတရေရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်ငလျင်တရင်ကတော့ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးဒေသမှာငလျင်တန်းကြောင်လူရိပ်တရားကြော်တိတ်ဆုံးပြီးလူနေအိမ်ထောင်ထဲချပြီးတော့ပျက်စီးကအရေးပေါ်အခွင့်အရေးများလိုအပ်နေတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မက်စလာ28ရက်နေ့မွန်လွယ်7:52မိနစ်မှာလှုပ်ခတ်ခဲ့တဲ့သခိုင်းငလျင်ကြောင်ညောင်ရွှေမြို့နယ်အင်းလေးဒေသမှာရှိတဲ့ ိုင်ကြီးတောင်ကြီးရွာကြီးစားကုန်းကြီးရွာကေလာကြီးရွာဇေယျကြီးကြီးရွာနဲ့ပေပင်အင်းကြီးရွာအပါဝင်ကြီးရွာများကလူဦးရေတရာကျော်တည်ဆုံသွားပြီးတော့လူနေအိမ်တွေထောင်ထဲချပြီးတော့ပျက်စီးခဲ့ရတယ်လို့သိရပါဗျာ အေးလေးဒေသကရွာတွေဘက်မှာထိခိုက်ပျက်စီးမှုတွေများပြားပါတယ်အခုချိန်ထိကိုနေအိမ်တွေမှာလူတွေမနေရဲကြသေးပါဘူးကေလာကြီးွာမှာဆိုရင်အင်ဂျင်800ကျော်နဲ့ဇေယကြီးကြီးွာမှာဆိုရင်အင်ဂျင်100ကျော်ပျက်စီးသွားပါတယ်စုစုပေါင်းတေဆုံးသူလူဦးရေကတော့100ကျော်ပါတယ်လို့ဒေသနေပြည်သူတို့ကပြောပြထားပါတယ်ဒေသနေပြည်သူများအနေနဲ့ညောင်ရွှေမြို့ဖျားကုံစတဲ့နေရာများမှာစုပြုံနေထိုင်နေကြရပြီးအရေးပေါ်အကူအညီများလိုအပ်လျက်ရှိတယ်လို့သိရပါတယ်အဲ့ဒီငလျင်ကြောင်လျှက်စစ်မိတိုင်းများလဲကြိုးကြပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်မင်းတပ်မျိုးပေါ်ကိုအကြမ်းဖက်စစ်တပ်က AP လတရက်နေ့ညနေပိုင်းကလေရင်နဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ1ရက်နေ့ညနေ6:25မိနစ်ခန့်မှာမင်းတပ်မျိုးပေါ်ကိုအချမ်းဘတ်စစ်တပ်က Jet Fighter နဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါဒ်အချမ်းဘတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုအတွင်းမှာနေအိမ်များထိခိုက်ပျက်စီးမှုရှိပြီးတော့ပြည်သူများထိခိုက်ဒဏ်ရာရမှုတော့မရှိဘူးလို့သိရပါဗါဒ်မြို့ပေါ်နေပြည်သူများအနေနဲ့လေကြောင်းအနေအကိုအထူးသတိထားကြရန်မင်းတပ်မျိုးနဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကအသိပေးနှိုးဆော်ထားကြောင်းတရေရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AR Richter scale 9.8အဆင့်ရှိတဲ့ AR အလွန်ပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်မှုကြောင့်ငလျင်ဘေးဒဏ်သင့်တဲ့ဒေသများမှာအထိဒုက္ခရောက်နေကြတော့လေအချမ်းပဲစစ်တပ်ကရိုးရာကြံပွဲကိုဆက်လက်ပြီးတော့ပြုလုပ်မယ်လို့၎င်းတို့ရဲ့လက်အောက်ခံပြန်ကြားရေးဝန်ကြီးဌာနက AP လတရက်နေ့ညပိုင်းမှာကြေညာခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီက ဧပြီလတရက်နေ့ညပိုင်းမှာသတင်းထုတ်ပြန်မှုမှာငလျင်ဘေးသင်းတဲ့ဒေသများမှာထိခိုက်ဒေဆုံးမှုများရှိနေတဲ့အတွက်ဝန်내ခြေခွဲရပြီးပျော်ပွဲရှင်ပွဲမပတဲ့ရိုးရာတကြံပွဲကိုပြုလုပ်မယ်လို့ကြေညာလာတာကိုတွေ့ရပါတယ်။တနိုင်ငံလုံးဝန်내ခြေခွဲနေရတဲ့ကာလဖြစ်ပါသဖြင့်အခုနှစ်မြမရိုးရာတကြံကိုအပျော်အပါတီဆိုကခုံမှုများမပါဝင်ပဲရိုးရာရင်ချင်းမှုနဲ့အညီအေးချမ်းတာယာတဲ့တကြံအဖြစ်နဲ့ကျေးပသွားမှာဖြစ်ကြောင်းသိရတယ်လို့ စစ်ကောင်စီထိန်းချုပ်တဲ့နိုင်ငံပိုင်သတင်းဌာနများကသတင်းထုတ်ပြန်ထားပါတယ်။လက်ရှိငလျင်တန်းအများဆုံးခံရတဲ့မြို့ကြီးတွေဖြစ်တဲ့မန္တလေးမြို့မှာမန္တန်များဆက်လက်ဆောက်လုပ်ရန်စစ်ကောင်စီကညွှန်ကြားထားတယ်လို့သတင်းများလည်းထွက်ပေါ်နေပါတယ်။အလားတူပဲရန်ကုန်မြို့မှာမြို့တော်ဝင်မန္တန်ကိုလည်းဆက်လက်ပြီးတော့ဆောက်လုပ်နေတယ်လို့သိရပါတယ်။အလုသမားတွေကကြံမန္တန်ကိုစောင့်နေတာကိုတွေ့ရတယ်လို့ရန်ကုန်မြို့လေမြို့တော်ခမ်းမမှတ်တိုင်ကအလုဆင်းပြီးတော့အိမ်ပြန်လာတဲ့အသက်30ကျော်အရွယ်အမျိုးသားတူကပြောပြထားပါတယ်။မက်စလာ28ရက်နေ့ကသခိုင်းနဲ့မန္တလေးမြို့အနီးဗဟိုပြုပြီး ီတော့သခိုင်းပြတ်၍တမိုင်းတလျှောက်မှာအင်အားအပြင်းဆုံးငလျင်ကြီးလှုပ်ခတ်ခဲ့ရာပြတ်၍တလျှောက်မှာရှိတဲ့ဒေသများမှာငလျင်တန်းကြောင့်ထိခိုက်ပျက်စီးမှုတွေအလွန်များပြားလျက်ရှိတယ်လို့သိရပါဗျ။ငလျင်ကြီးလှုပ်ခတ်အပြီး၅ရက်ကျော်ကြာလာတဲ့အထိနောက်ဆက်တွဲငလျင်များဟာလည်းဆက်လက်ပြီးတော့လှုပ်ခတ်နေဆဲဖြစ်ပြီးလက်ရှိအချိန်ထိသေဆုံးသူ3300ကျော်ရှိလာပြီလို့သိရပါဗျ။အတုပအိမ်ပေါ်တက်ပြီးတော့ဆိုင်းမှာပါပဲအတန်တိတ်တက်ကမယ်ဆိုတဲ့သဘောပေါ့ဗျာ။ဘသူသေးသေးငတိမ်မရင်ပြီးရောပဲလေ။အဲ့ဒီစစ်ကောင်စီတွေကဆက်ဆုပ်ဖို့အရန်ကိုကောင်းပါတယ်။ ပြောစရာစကားမရှိတော့ပါဘူးလို့ငလျင်ကြောင်နေပြည်တော်မှာနေထိုင်တဲ့အမဖြစ်သူတေဆုံးခဲ့ရသူတို့ကပြန်လည်ပြောပြထားပါရယ်ငလျင်ဘေးတဲ့နဲ့ပြည်သူတန်းတဲ့ချီရှိနေတော်လဲအကြမ်းဖက်စစ်တပ်ကဘုံကျဲတိုက်ခိုက်မှုများကိုရပ်တန့်ခြင်းမရှိသလိုအင်တာနက်ပိတ်ဆို့မှုများကိုလည်းဆက်လက်ပြီးတော့ပြုလုပ်နေစေဖြစ်တယ်လို့သိရပါရယ်အကြမ်းဖက်စစ်တပ်ကကြံပွဲတော်ကိုဆက်လက်ပြီးတော့ကျင်းပမယ်လို့ကြေညာခဲ့တော်လဲ၎င်းတို့ကိုတော်လှန်နေတယ် ် MNDAA ကတော့ငလျင်ဘေးသိမ်းခဲ့တဲ့ပြည်သူများကိုစာနာသောအဖြစ်လာရှိုးမြို့မှာဆောက်လုပ်ခဲ့တဲ့ဒကြံမန်းတပ်များကိုဖျက်သိမ်းခဲ့ပြီးတော့အခုနှစ်ဒကြံပွဲတော်ကိုမကျင်းပတော့ဘူးလို့မက်စလာ29ရက်နေ့ကကြေညာခဲ့ပါတယ်။ဒါအပြင် မိုင်းလာတက် NDAA ကထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းအထူးဒေသ၄မှာပြုတ်လုံမယ်။ကြံပွဲတော်ကိုဖျက်သိမ်းချောင်းကိုလည်း NDAA ကမက်လ31ရက်နေ့မှာထုတ်ပြန်ကြေညာထားပါရယ်။အခုလဲငလျင်ဘေးကြောင့်ပြည်သူအများတိတ်ဆုံးထိခိုက်နေတဲ့အချိန်မှာဒကြံပွဲကိုရိုးရာခေါင်းစဉ်တက်ကဆက်လက်ပြီးတော့ပြုတ်လုံမယ်လို့ကြေညာလာတဲ့အတွက်ဝေဖန်ရှုံချမှုများကိုပြင်းပြထန်ထန်ကြုံတွေ့နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးတဘာဝဘေးအန္တရာယ်ကကင်းဝေးပြီးအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအများဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ